အားလုံးပဲမင်္ဂလာပါခင်ဗျာ J Diary ကနေပြန်လဲကြိုဆိုပါတယ်ဒီကြောက်လေးကိုကျွန်တော်အခုဖြတ်ခုံရဲ့ရှိမှာဖြတ်ဖို့ရန်အတွက် ကြည်နေတာဖြစ်ပါတယ်အဲ့တော့မဖြတ်ခင် အားလုံးကိုလည်းကျွန်တော်ဒီမှာပုံမှန်တိုင်းလေးကျွန်တော်ရှင်းပြအောင်မယ်ကြောက်စီကြောက်သားလေးပေါ့ဗျာနော်အဲမီးအောင်လေးလေးထောင်ကြည့်တယ်ကျွန်တော်တို့ဒီမှာအဲလက်လေးနဲ့လှုပ်လိုက်လို့ရှိရင်ဟိုဘက်ကိုမြင်နေရတယ်အခုလက်မလေးထောင်နေတဲ့နေရာလေးကတော့ကြောက်သားအမြင့်ဆုံးကြောက်စီကြောက်သားအမြင့်ဆုံးနေရာလေး တခြားဘက်ကတော့ဒါချွဲတယ်လို့ပြောရမှာဖြစ်ပါတယ်နော်အဲဒီဘက်မှာလည်းပဲသူ့ရဲ့ဘေးကအပယ်လေးရှိပါတယ်ဟုတ်လားခုနလောက်မလာဘူးဆိုရင်လည်းပဲသူ့အနေနဲ့သူတော့မစိုးပါဘူးပေါ့ဗျာနော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ဆက်ပြီးတော့မှဖြတ်တယ်အခုဒီမှာဒီနေသားလေးဖြစ်တယ်အဲ့တော့ညာလေးမှာလည်းကျွန်တော်ပြောစရာရှိသေးတယ်ဗျာနော်ကျွန်တော်တို့ကကြောက်ကိုမြန်မြန်တတ်ချင်တယ်ဆိုရင်တော့ကြောက်ပညာကိုမြန်မြန်တတ်ချင်တယ်ဆိုရင်တော့ကိုယ်တိုင်ဖြတ်ဖို့လိုတယ်ဆိုတာလေးတော့ကျွန်တော်ထည့်ပြောချင်တယ် ဟလာကျွန်တော်တို့သင်တန်းတွေတက်တယ်ကျွန်တော်တို့သင်တန်းမှာကြောက်စီကြောက်သားတွေရှင်းပြတယ်ဖြတ်တာတွေတွေးတာတွေကျွန်တော်တို့ကိုယ်တိုင်လက်တွေ့လုပ်ရတယ်ပေါ့ဗျာနော်အဲ့တော့ကျွမ်းကျင်အဆင့်ဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ဆက်လက်လေ့ကျင့်ဖို့လိုတယ်လို့အမြတ်တွေရရှိအောင်ကိုယ်တိုင်ဆုံးဖြတ်ချက်တွေချတတ်အောင်လည်းပဲအခုလိုမျိုးကျွန်တော်တို့ဖြတ်ကုန်ရှိမှကိုယ်တိုင်ထိုင်ပြီးတော့မှဖြတ်ဖို့လည်းလိုတယ်ဆိုတာလေးကိုတော့ကျွန်တော်ဒီပီလေးနဲ့ထည့်ပြီးတော့မှပြောချင်တယ်နော်ဂျေးတန်အဒီတင်းတန်းစီယာကိုယ်တိုင်လည်းပဲအခုချိန်ဒီလည်းကြောက်ဖြတ်ကုန်ရှိမှထိုင်ပြီးတော့မှကြောက်တွေကို ဖြတ်တုံးပဲရှိသေးတယ်ဆိုတာကိုလည်းအားလုံးကိုလည်းသိစေချင်တယ်เนาะအားလုံးလည်းသိစေချင်တယ်အဲ့တော့ဟိုစိတ်ဝင်စားဖို့လည်းလိုတာပေါ့ဗျာเนาะကျွန်တော်တို့ကအမျက်တွေကြည့်ပဲငွေကြီးအမျက်တွေကြည့်ပဲတွေ့နေမှာဘုံနဲ့ကြောက်ပညာလည်းတက်အောင်ဒီထဲကိုလည်းကျွန်တော်တို့ကဇန်ဝင်စားတတ်ဖို့လည်းလိုတယ်လို့ဒါလေးပြောချင်ပါတယ်เนาะကြောက်ကိုစိတ်ဝင်စားပဲတော့ကျွန်တော်တို့ကြောက်လောကတွေဝင်လာမယ်ဆိုရင်တော့အရှုံးနေနေပဲဖြစ်နေမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ခုလိုလေးမိမာထောင်ပြတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကြောက်မှာထောင်ကြည့်ရတယ်ချကြည့်ရတယ်ဆိုပြီးတော့မှရှိတာပေါ့ဗျာเนาะအဲ့တော့ခုဒီမှာ ထောင်ကြည့်တယ်အဲဒီမှာလက်လေးနဲ့လှုပ်ပြလို့ရှိရင်အကြီးပေါက်လေးမြင်ရတယ်။အော်ဒါရောအသားတန်းတော့မြင်နေရတော့မဟုတ်ဘူး။သို့ပေမဲ့လည်းပဲဒီမှာပယ်ကုံလေးအရွယ်လေးရှိတယ်ပေါ့ဗျာ။ဒါကြောင့်မို့လို့ဒါလေးကိုကျွန်တော်ဖြတ်နေရဖြစ်ပါတယ်နော်။အဲ့တော့ကိုယ်တိုင်ဖြတ်ဖို့လည်းလိုတယ်လို့ညာလေးမှာနော်။အဲ့တော့ငငယ်ကလေးလာခဲ့ဘူးတဲ့ဇက်တော်တစ်ခုတည်းရဇက်ကလုံးလေးကိုကျွန်တော်သတိရလို့ဗျာနော်။အားလူမျှဝေခြင်းနဲ့။အဲ့ဒါကတော့ဘာလဲဆိုတော့တကြမ်းမင်းရပေါ့နော်။သူ့ရဲ့ตาပြင်းအပြင်းကြီးနေတဲ့သူ့ရဲ့ตาကိုဘယ်လိုပြောလဲဆိုတော့သူ့ရဲ့ตาက သူဝီရတယ်ဗျာနော်ချစ်သားသူဝီရတဲ့ကြိုးစားအားထုတ်မှုလုံလဝီရိယမပြုတ်ရဘဲနဲ့ချမ်းသာတဲ့အရက်ရှိတယ်ဆိုလို့ရှိရင်ငါ့ကိုလည်းခေါ်သွားစမ်းပါတဲ့ဒီလိုပြောတာဗျာနော်အတိတ်ပြပါလဲဆိုတော့ကြိုးစားအားထုတ်မှုမရှိဘဲနဲ့နော်အဲလုံလဝီရိယမရှိဘဲနဲ့ချမ်းသာတဲ့အရက်ရှိတယ်ဆိုရင်ပြောစမ်းပါငါလည်းလိုက်ချင်လို့ပါဆိုတဲ့အတိတ်ပဲပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကပြောချင်တာအကြောက်တွေကိုကျွန်တော်တို့ကအဲတင်နန်းမှာတက်တယ်ဟုတ်လားတင်နန်းသားတွေကြောက်တွေဖြတ်တယ် ကိုယ်တိုင်လည်းဖြတ်ဖို့လိုတယ်ဗျာနော်ကျွမ်းကျင်တဲ့အစင်တွေရောက်ဖို့ရန်အတွက်ကိုယ်တိုင်လည်းဖြတ်ဖို့လိုတယ်တခြားတစ်ဖက်မှာလည်းပဲခုနပြောသလိုစိတ်ဝင်တစားနဲ့ပေါ့နော်ကြောက်စီကြောက်သားလေးတွေဈေးတန်းလေးတွေကိုစိတ်ဝင်တစားနဲ့ကျွန်တော်တို့ကအခုလိုလေဟလာတယောက်တည်းအထီးကျန်စွာပေါ့နော်ဖြတ်ခုံရဲ့ရှိမှာနော်တယောက်တည်းအထီးကျန်စွာမိလာတဲ့အချိန်ဒီညကျွန်တော်တို့၈နာရီခွဲ၉နာရီလောက်ဖြစ်မယ်နော်အဲ့လိုမျိုးအချိန်ဒီမှာလည်းကျွန်တော်တို့ကကြောက်ကိုစိတ်ဝင်စားတဲ့အခါမှာဖြတ်ခုံရဲ့ရှိမှာတယောက်တည်းအထီးကျန်စွာလဲပဲစိတ်ဝင်တစားနဲ့ ဖြတ်တောက်တယ်ဆိုတာလေးကိုလည်းအားလုံးသိစေချင်လို့ဒီဗီဒီယိုနဲ့မျှဝေလေးတာဖြစ်ပါတယ်ကြောက်ပညာတက်ချင်တဲ့ဆိုရင်တော့များများဖြတ်ပါလို့ကျွန်တော်ပြောချင်တယ်များများဖြတ်ဆိုတာကကျွန်တော်တို့ပတ်စံနေအများကြီးဝယ်ပြီးတော့မဖြတ်ခိုင်းတာမဟုတ်ဘဲနဲ့ကျွန်တော်တို့တက်နိုင်တဲ့အမောင့်သေးသေးလေးရရင်တော့မှကြောက်တွေများစွာကိုဖြတ်ပါလို့ကျွန်တော်တိုက်တွန်းတာဖြစ်ပါတယ် ကျွန်တော်တို့တင်တန်းတွေတက်ချင်နေဆိုရင်တော့ကျွန်တော်တို့9လပိုင်း26ရက်မှာတင်တန်းအသစ်ရှိတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ JDN ID page messenger မှာတင်တန်းအကြောင်းကိုအသေးစိတ်စုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် JDN ID မှာပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲတက်တာပါ